ငယ်လျင်ပေးတင်ခဲ့တဲ့မြန်မာပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ American Dollar တန်တရာပေးမယ်လို့အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ATP ကထုတ်ပြန်လိုက်ပါတယ်။2025ခုနှစ် March လ28ရက်နေ့ကကြုံတွေ့ခဲ့ရတဲ့9.9အဆင့်ရှိငလျင်ချောင်းမန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းတောင်ဒေသတချို့မှာထိခိုက်ပျက်စီးပြီးလူသေဆုံးမှုတွေရှိနေခဲ့တာပါ။အာရှဖွံ့ဖြိုးရေးဘဏ်ကတော့ American Dollar တန်တရာကို ုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ UNICEF နဲ့ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP တို့ကနေတဆင့်မြန်မာပြည်သူတွေကို ကူညီပံ့ပိုးသွားမယ်လို့ဆိုပါတယ်ဒီအကူအညီဟာအာရှဖွံ့ဖြိုးရေးပန်ကမြန်မာကိုငလျင်အတွက်ပေးအပ်တဲ့အကြီးမားဆုံးအကူအညီဖြစ်ပြီးနေထိုင်မှုအိမ်တွေ အစားအစာရေနဲ့စေဝါကူတာမှုတွေ အမျိုးသမီးအတုံးဆောင်တွေအပြင်စိတ်ပိုင်းဆိုင်ရာကုသပေးမှုတွေမှာပါအတုံးပြုမယ်လို့ဆိုပါရယ်ငလျင်ဘေးတင်ပြည်သူတွေကိုကုညီပံ့ပိုးရမှာစစ်ကောင်စီနဲ့ပူးပေါင်းလှုပ်ဆောင်မယ်လို့ဖော်ပြထားတာမရှိပေမဲ့ငလျင်ကြောင့်ထိခိုက်မှုတွေကိုစာနာပံ့ပိုးကုညီမှုလုပ်ငန်းစဉ်အများစုဟာစစ်ကောင်စီစီကနေခွင့်ပြုချက်လိုအပ်ပါရယ်မြန်မာနိုင်ငံဟာလူသားချင်းစာနာမှုအကူအညီနဲ့လူမှုရေးအရေးပေါ်အကူအညီတွေဟာငလျင်ဖြစ်ပွားပြီးနောက် လူဦးရေ6.3တန်းအထိလိုအပ်နေတယ်လို့လဲအာရှဖွံ့ဖြိုးတိုးတက်ရေးပန် ATP ကပြောဆိုထားပါတယ်